ငွေကြေးလေးနဲ့ကိုက်ညီမဲ့ကားလေးတွေ900နဲ့600နဲ့နေပြီးတော့တိတ်1000ကျော်နဲ့ကားလေးတွေလိုချင်နေဆိုရင်တော့ကိုမိုးကားအမှုပညာနေပြီးတော့မင်္ဂလာနဲ့နဲ့ခင်းတိုင်းအမြဲတမ်းစောင့်ကြိုလျက်ရှိပါရဲ့လို့ကဲလက်ဆောင်စကားပြောကြပေးလိုက်ပါတယ်အားလုံးအေဂျင့်ပျော်ရွှင်တဲ့နေ့ကလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာကဲအားလုံးမင်္ဂလာပါခင်ဗျာကဲမင်္ဂလာနဲ့နဲ့ခင်းပါကျွန်တော်ရန်ကုန်မြို့ရဲ့မင်္ဂလာနဲ့နဲ့ခင်းလေးရနေပြီးတော့ကြိုသူလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်နေ့ရက်တိုင်းနေ့ရက်တိုင်းဆိုတာကျွန်တော်တို့အတွက်အမျက်တည်ပါပဲအမျက်တည်ပါပဲเนาะနေ့ရက်တိုင်းနေ့ရက်ဒီကကျွန်တော်တို့အတွက် အမျက်တွေပါပဲအမျက်အစွန်းတွေပါပဲ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နေ့အတိုင်းမှာကျွန်တော်ပျော်ရွှင်နိုင်တယ်ကျွန်တော်လိုချင်တာတွေကိုရအောင်လို့ဆွမ်းဆောင်နိုင်တဲ့နေ့ရက်တွေဖြစ်ပါတယ်။ကျွန်တော်တို့ကချစ်ခင်သူတွေနဲ့ကျွန်တော်မိသားစုတွေတငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်တယ်။စားကျင်တာကိုစားနိုင်တယ်။သွားကျင်တဲ့နေရာကိုသွားနိုင်တယ်။ခီးတွေသွားမယ်ပျော်စရာရွှင်စရာတွေပြုလုပ်နိုင်မယ်ဆိုတော့ကျွန်တော်တို့ဘွားအေဂျင့်တာရသွားရှိမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကောင်းမွန်တဲ့အတွေးလေးတွေနဲ့ကျွန်တော်မနေ့ခင်းဆိုတာနဲ့노ထလာပြီးတော့ကောင်းမွန်တဲ့အရာတွေကိုပြုတ်လို့မယ် မကောင်းတဲ့စိတ်အကြံစီတွေခေါင်းထဲထုတ်လိုက်ပြီးတော့အေးဆေးဆေးပဲကျွန်တော်တို့ပျော်ပျော်ရွှင်ရွှင်အေးချမ်းချမ်းနဲ့နေထိုင်နိုင်မှာဖြစ်ပါတယ်လို့အဲကျွန်တော်တွေကောင်းမွန်တဲ့အဝတ်အစားတွေကိုကျွန်တော်တို့ဝတ်နိုင်တယ်ဒါကောင်းမွန်တဲ့လက်ဝတ်လက်စားတွေကိုပျော်ရွှင်စွာဝတ်ဆင်နိုင်တယ်ပြီးတော့ကျွန်တော်တို့ကောင်းမွန်တဲ့အိမ်အနေနဲ့နေထိုင်နိုင်မယ်ပြီးတော့ကျွန်တော်တို့ကောင်းမွန်တဲ့ကားလေးတွေကျွန်တော်မိမိလိုချင်တဲ့ကားလေးတွေကိုကျွန်တော်တို့စီးနေနိုင်မယ်ဒါကြောင့်မိမိမနက်ခင်းမိုးလင်းလာပြီဆိုတာနဲ့ပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြွနဲ့ကျွန်တော်တို့ရဲ့ ကောင်းမွန်တဲ့အရာတွေကိုကျွန်တော်တို့အတွက်လက်ဆောင်တွေကိုရယူပြီးတော့နေထိုင်နိုင်မှာဖြစ်ပါတယ်လို့မနေ့ကမင်္ဂလာစကားပြောကြလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့တွေအခုလောလောဆယ်ကျွန်တော်တို့တွေကားလေးတွေမစီးနိုင်သေးဘူးအဝတ်စားကောင်းကြီးတွေမွေးနိုင်သေးဘူးလှုပ်လက်စားကောင်းကောင်းကြီးတွေမွေးနိုင်သေးဘူးဆိုရင်လည်းကျွန်တော်ပျော်ရွှင်နိုင်ပါသေးတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ညှော်မန်းနိုင်ပါသေးတယ်ကျွန်တော်တို့ဟိုးအရင်ကပြီးခဲ့တဲ့10နှစ်15နှစ်ကဆိုရင်လည်းကျွန်တော်အိမ်ကောင်းကောင်းနဲ့နေခြင်းနဲ့ကားကောင်းကောင်းလေးစီးခြင်းနဲ့ ဒီအချိန်မှာကျွန်တော်အိမ်မက်တွေမက်တယ်ကျွန်တော်တို့လက်စွပ်လေးလှုပ်ထားတာအစားကျွန်တော်တို့ကားပုံစံလေးလှုပ်ထားတာနော်ကားတော်မှာရိုးရိုးကားမို့ကျွန်တော် Lamborghini Lamborghini ဆိုတာကျွန်တော်မမြင်မှုပါဘူးအပြင်မှာလဲအဒီလိုပဲကျွန်တော်ရဲ့ဘဝတွေမှာကျွန်တော်တို့လိုချင်တာတွေကိုမှန်းဆပြီးတော့ပျော်ရွှင်နိုင်ပါသေးတယ်ကျွန်တော်တို့ဝတ်စားကောင်းကောင်းတွေကျွန်တော်တို့တိတ်ချင်တယ်တောင်းချင်တယ်ဝတ်ချင်တယ်ဆိုရင်လည်းမျှော်မှန်းပြီးတော့တစ်ချိန်ကျရင်ဝတ်နိုင်တဲ့ခါကျရင်ကျွန်တော်ပျော်ရွှင်နိုင်တယ်ဒီလိုပဲလက်ဝတ်လက်စားလေးတွေကိုရွှေလက်စွပ်လေးတွေစိတ်လက်စွပ်လေးတွေဝတ်ချင်တယ်ဆိုရင်လည်းမျှော်လင့် မှန်းစာပြီးတော့ကျွန်တော်ပျော်ရွှင်နိုင်ပါသေးတယ်ဒီလိုပဲကျွန်တော်အိမ်ကောင်းကောင်းနဲ့နေခြင်းနဲ့မျော်လင့်ပြီးတော့ကျွန်တော်နေထိုင်နေပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်သလိုကျွန်တော်တို့ကားကောင်းကောင်းတွေစီးခြင်းနဲ့လူကားအကြီးတွေစီးခြင်းနဲ့ဆိုရင်လည်းပျော်ရွှင်စွာဖြင့်ကျွန်တော်တို့မှန်းစာပြီးတော့နေထိုင်နိုင်ပါသေးတယ်လို့ဒီနေ့မှာတော့နေ့ရက်တိုင်းနေ့ရက်တိုင်းဟာကျွန်တော်တို့အတွက်ပျော်ရွှင်စရာလက်ဆောင်တွေပါပဲလို့ကျွန်တော်နေ့ရက်တိုင်းမှာပျော်ပျော်ရွှင်တက်တက်ကြွကြွနဲ့ကောင်းမွန်တဲ့အရာတွေကိုတည်ဆောင်လာပြီးတော့မိမိဘဝမှာလက်ဆောင်အဖြစ်မင်္ဂလာနေနဲ့ခင်းမှာကျွန်တော်တို့နှုတ်ဆက်လိုက်ပါရခင်ဗျာမင်္ဂလာနေနဲ့ခင်းစွာ လူသားတိုင်းလူသားတိုင်းအတွက်အကောင်းဆုံးလက်ဆောင်ပါပဲလို့ပြောကြလိုပါတယ်ဒါကြောင့်မကျွန်တော်စီမှာကားလေးတွေများစွာလာအပ်ပြီးဝယ်ခြင်းနဲ့ဆိုရင်မိမိအိမ်မက်ထက်ကားလေးတွေလိုချင်တယ်နော်မိမိလိုချင်တဲ့ငွေကြေးလေးနဲ့ကိုက်ညီမဲ့ကားလေးတွေ900နဲ့600နဲ့နေပြီးတော့တိတ်တထောင်ကျော်နဲ့ကားလေးတွေလိုချင်နေဆိုရင်တော့ကိုမိုးကားအမှုပညာနေပြီးတော့မင်္ဂလာနဲ့နဲ့ခင်းတိုင်းအမြဲတမ်းစောင့်ကြိုလျက်ရှိပါတယ်လို့ကဲလက်ဆောင်စကားပြောကြပေးလိုက်ပါတယ်အားလုံးအေဂျင့်ပျော်ရွှင်တဲ့နေ့ကလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာကျွန်တော်ကတော့ကားချစ်သူမိတ်ဆွေများမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးအတွက် ကားလေးတွေကိုကျွန်တော်ရောင်းချပေးတယ်ကားလေးတွေကိုပြန်လဲဝယ်ယူပေးတယ်ကားလေးတွေကိုအလဲထပ်ပြုလုပ်ပေးနေတဲ့ကိုမိုးကားအမှုပညာပဲဖြစ်ပါတယ်ခင်ဗျာ